်ပေါင်းမြို့နယ်မှာစစ်တပ်စစ်ကြောင်းကကလင်းငယ်အပအဝင်ပြည်သူ၃ရောက်ကိုတပ်ဖြတ်ခဲ့ပြီးပြည်သူတချို့ကိုလည်းဖမ်းဆီးထားပါတယ်။တီဝီသတင်းပေးပို့ထားပါရှင်။မကွေးတိုင်းပေါင်းမြို့နယ်ကိုစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီးကလင်းငယ်တယောက်အပအဝင် ပြည်သူ၃ရောက်ကိုတပ်ဖြတ်ခဲ့လို့ဒေသခံတွေကပြောပါတယ်။ပြီးခဲ့တဲ့အော်တိုဘားလ၈ရက်နေ့လောက်ကပေါင်းမြို့အခြေဆိုင်ကပါစာ24ကထွက်လာတဲ့စစ်ကောင်စီတပ်သားအင်အား200လောက်ပါတဲ့စစ်ကြောင်းက ကပါစားနဲ့အနီးဝန်းကျင်ကျေးရွာတွေကိုစစ်ကြောင်းထိုးနေတာပါစစ်ကြောင်းဝင်တဲ့တခြားကျေးရွာကပြည်သူတို့ဖမ်းဆီးခံခဲ့ရပြီးစစ်ကြောင်းပြန်ထွက်သွားတဲ့အော်တိုဘားလ73ရက်နေ့မှာတပ်ဖြတ်ခဲ့တဲ့ရုပ်လောင်း3လောင်းကိုတဲပင်ရွာမှာပြန်လည်တွေ့ရှိခဲ့တာပါတေဆုံးသူတွေဟာအသက်6နှစ်အရွယ်မတ်ရွှေစင်ထွေးအသက်53နှစ်အရွယ်ဦးသိန်းဟန်အသက်55နှစ်အရွယ်ဦးစော်ထွန်းတို့ဖြစ်တယ်လို့သိရပါတယ်ဖန်စီခံရသူတွေကပြည်သူ၃ယောက်လည်းပျောက်ဆုံးနေတယ်လို့ဒေသခံတွေကပြောပါတယ်။အခက်အခဲတော့များတယ်ဗျများတယ်ပြန်လွတ်တဲ့လူတွေ နေမိကန်ဒီအမှတွိုင်းလာရင်းနဲ့နေမိကန်အဖွဲ့စည်းတင်နဲ့အဲတွေ့ရတာပါဗျာဟုတ်ဒီကြောင်းပြန်ဆုတ်တဲ့အဆုံမှာအဲအဖြစ်ဖြစ်သွားတဲ့နေရာကိုရောက်ပြီးခါမှတွေ့ရပါဟုတ်အဲ့ဒီကြောင်းကတော့ဟိုရီဗျူးဘလောက်ပတ်ချလဲနေအဲ့နာရီနေသာအတေပင်ကွင်းအဲ့ဒီရွာတွေကိုပဲလှစ်ပတ်ထိုးနေရဗျာကပ္ပစာဝန်းကျင်ကိုပဲဒလိုင်းရံဆိုရင်လည်းအလိုလိုဖြစ်ဖြစ်နေတော့ကြောင်းလေဒီကြောင်းအလှောက်ရှောက်ကျွေးချက်တော့ရှိတယ်။နာရွာတွေကတော့ရှောင်းနေရတာပေါ့နော်။ရှောင်းနေရတာရှိတယ်။အဲ့လိုမျိုးဖြစ်ကြတာရှိတယ်။ပြီးခဲ့တဲ့ရပိုင်းကလည်းဘလောင်းရွာဆိုတဲ့ရွာလုံးဝင်စီကြတာပေါ့။ပြီးပြန်လာတာရှိတယ်။ဖန်ခေါ်သွားတာမျိုးတွေရှိတယ်ပေါ့။ စစ်ကြောင်းကြောင့်ကပ္ပစာ24အနီးဝင်ချင်းကခြေရွာဆယ်ရွာလောက်ကလည်းတိတ်ဆောင်နေကြရတယ်လို့ဆိုပါရယ်။ပေါင်းမြုံနယ်နဲ့မြိုင်မြုံနယ်အဆက်မှာရှိတဲ့ရေနံထွက်ရှိရာဒေသတွေကိုစစ်ကောင်စီတပ်ကနေ့စဉ်လိုလိုဆက်တက်လေကြီးလေယာဉ်တွေနဲ့ဘုံကျဲနေရာကြောင့်ဒေသခံတွေစိုးရိမ်နေကြရပြီးတောတောင်တွေထဲပုန်းချောင်နေကြရတယ်လို့လည်းဆိုပါရယ်။စစ်ကောင်စီကတော့ဗျာလေကြောင်းကနေတိုက်နေတယ်လို့မြေပြင်ကနေလည်းစစ်ကြောင်းထိုးတာတွေလုပ်နေတော့ပြည်သူတွေအတော်လေးဒုက္ခရောက်ကြရတယ်။ လေနဲ့ဘုံကျဲချတဲ့နေရာတွေဆိုရေနံဒီအများဆုံးထွက်တဲ့နေရာတွေကိုမှရွေးပြီးတော့ဘုံကျဲချတာဘာလို့အဲ့လိုကျဲတာလဲဆိုရင်မစားရတဲ့အမဲသားကိုတဲနဲ့ပတ်သက်လို့လုံနေတာသူတို့မစားရလို့ဖြတ်စည်းတာဗျပြည်သူတွေအနေနဲ့လည်းစစ်ကောင်စီရဲ့လေရင်သတင်းစစ်ရေးသတင်းတွေကိုအထူးဂရုပြုနေထိုင်ကြဖို့ပဲပြောချင်ပါတယ်ပြီးခဲ့တဲ့အော်တိုဘာလာ၁၂ရက်နေ့ကလည်းညိုင်တဲ့ပေါင်းမြို့နယ်အဆက်မှာရှိတဲ့ရေနံမော်အနီးကိုစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်ခဲ့လို့ပြည်သူတယောက်တည်းရရှိခဲ့တယ်လို့ပြည်သူပိုင်းနယ်အဆောက်အုံတချို့နဲ့ မော်တော်ယာဉ်တွေလည်းပျက်စီးသွားခဲ့တယ်လို့သိရပါဗျ။ကျမသီရီပါ